ပြုလိုက်ပါတယ် PDF လေးနှစ်ပြည့်ကျော်ဝင်းနေလက်ဆောင်ဖြစ်အညာကရဲဘော်တွေကအင်းတော်မျိုးရယူပြီးခဲ့တယ်ဒီမွေးနေ့လက်ဆောင်အတွက်အညာ PDF တင်တဲ့မဟာမိတ်အဖွဲ့တွေအားလုံးအထူးကျေးဇူးတင်အခုငါတို့လက်ထဲရောက်နေတဲ့တတ်မှခုံခုံတတ်မှမှုအပါဝင်ပုံမှန်တွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ထားဝေခံရတယ်စစ်တပ်တရားမဲ့တယ်ဆိုတာ သူတို့သိတယ်ပြည်သူဒေါ်လာရင်းမှာသူတို့တတ်နိုင်တာထက်ဝင်ဖို့ကတိပြုကြတယ်ကဒေါ်လာရေးတစ်ခုလုံး၏အောင်ပွဲကို PDF များ၏တောက်ခံနိုင်စွမ်းကအဆုံးဖြတ်ပေးလိမ့်မည်ဟုကာကွယ်ရေးဝန်ကြီးကပြောလိုက်ပါပြီးဒေါ်လာရေးဆိုတာအတိုင်းအဆမရှိတဲ့အခက်အခဲတွေကိုကြော်ဖြတ်ရင်းငါတို့မြုံမန်းတဲ့စစ်ကြုံအဖြစ်ကလွတ်မြောက်ရေးနိုင်ငံရေးပန်းတိုင်ကိုအရောက်သွားဖို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ် ငါတို့မှာစစ်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေကိုလေးစားလိုက်နာတဲ့တမတော်တရက်အစင်းစင်သောအမိန်ပေးအမိန်နာခံမှုကောင်းတဲ့တမတော်တရက်ဉာဏ်ပညာနဲ့တူရတတိပြေဝတဲ့တမတော်တရက်ရှိထားပြီဆိုရင်ဒီတော်လန်ရင်မအောင်မှာစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလိုတယ်ဟူဦးရီမွန်ကပြောသည် PDF တမတော်ထူထောင်နိုင်အောင်ရည်တည်နိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ကုညီဆောက်ရှောက်ပေးခဲ့သည့် တော်လံပြည်သူများမဟာမိတ်တော်လံ၏အဖွဲ့အစည်းများအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းလည်းဝန်ကြီးကပြောကြားသည့်ပြည်သူတော်လံစစ်အတွင်အသက်ဆုံးလူခဲ့တဲ့အာဇာနည်တွေကိုလက်အင်ကပေးဆက်ခဲ့တဲ့သူရဲကောင်းတွေအားလုံးကိုလည်းဒီရက်မြတ်မှာဥညွတ်ဂုဏ်ပြုလိုက်ပါတယ် PDF လေးနှစ်ပြည့်အကျိုးမွေးနေ့လက်ဆောင်ဖြစ်အညာကရဲဘော်တွေကအင်းတော်မျိုးကိုရယူပေးခဲ့တယ်ဒီမွေးနေ့လက်ဆောင်အတွက်အညာ PDF တွေနဲ့မဟာမိတ်အဖွဲ့တွေအားလုံးကိုအထူးကျေးဇူးတင်ရတဲ့အင်တော်အောင်ပွဲဟာ PDF တက်မလို့အတွက်တမိုင်းဝင်အောင်ပွဲလေးဖြစ်တယ်။ဒီအောင်ပွဲကတော်လန်ရေးရှိခီးအတွက် နမူနာယူစရာသင်ကန်းစာယူစရာအတွေ့အကြုံကောင်းတွေပေးခဲ့တယ်ဟူကာကွယ်ရေးဝန်ကြီးကပြောသည်။ဒီလ9ရက်ဟာပြည်သူ့ကာကွယ်ရေးတက်မလို့ရဲ့၄နှစ်ပြည့်မွေးနေ့ဖြစ်တယ်။ရဲဘော်တို့အားလုံးလည်းဒီနေ့ဒီရက်ကိုသတိတရားနဲ့အလေးအမြတ်ရှိကြလိမ့်မယ်လို့ယုံကြည်တယ်။တော်လန်ရေးဆိုတာတိုင်းစာမရှိတဲ့အထက်ခဲတွေကိုကြိုဖြတ်ရင်း ်ငါတို့မျော်မှန်းတဲ့နိုင်ငံရေးပန်းနိုင်ကိုရောက်သွားဖို့ငါတို့ကူတိုင်းဝီးချေခဲ့တဲ့လားဖြစ်တယ်ငါတို့မှာစစ်ဘက်ဆိုင်ရာချင့်ဝတ်စည်းကမ်းတွေကနေလေးစားလိုက်နာတဲ့တပ်မတော်တရားအဆင့်သင့်သောအမိပေးအမိနာခံမှုကောင်းတဲ့တပ်မတော်တရားဉာဏ်ပညာနဲ့သူရတ္တိပြည့်ဝတဲ့တပ်မတော်တရားရှိထားပြီဆိုရင်ဒီဒေါ်လာကြီးမအောင်ပါစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလို့ရတယ် အခုလို PDF တံတော်ထူထောင်နိုင်အောင်ရက်တည်နိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ကုညီဆောက်ရှောက်ပေးခဲ့တဲ့တော်လံပြည်သူများမဟာမိတ်တော်လံရေးဖွဲ့စည်းများအားလုံးအထူးကျေးဇူးတင်ရှိကြောင်းပေါ်ပြလိုက်တယ်။ပြည်သူတော်လံစစ်အတွင်းအသက်ဆုံးလူခဲ့တဲ့အာဇာနည်တွေကိုလက်အင်ကပေးဆက်ခဲ့တဲ့သူရဲကောင်းတွေအားလုံးကိုလည်းဒီရက်မြတ်မှာ ုညို့ကိုပြုလိုက်ပါလေ PDF လေးနှစ်ပြည့်ကျင်းဝင်းနေ့လက်ဆောင်ဖြစ်အညာကရဲဘော်တွေကရင်းတော်မျိုးရယူပြီးခဲ့တယ်ဒီမွေးနေ့လက်ဆောင်အတွက်အညာ PDF တွေနဲ့မဟာမိတ်အဖွဲ့တွေအားလုံးကိုအထူးကျေးဇူးတင်ရတယ်ရင်းတော်အောင်ပွဲဟာ PDF တက်မတော်အတွက်သမိုင်းဝင်အောင်ပွဲလေးဖြစ်တယ်ဒီအောင်ပွဲက ဒေါ်လာရှိခီးအတွက်နမူနာယူစရာသင်္ကန်းစာယူစရာအတွေ့အကြုံပေါင်းတွေပြီးခဲ့တယ်။အခုလို PDF ကမတော်အောင်ပွဲဆင်နိုင်ရင်းမှာအရေးကြီးတဲ့အခြေခံအကြောင်းတနည်းအားဖြင့်အားတာခဲ့အနည်းဆုံး၃ခုရှိမယ်လို့မြင်တယ်။၁။မြေပြင်ပိုင်ဆိုးမှု PDF ရဲဘော်တွေရဲ့အရေးကြီးတဲ့အားတာချက်ကမြေပြင်ပိုင်ဆိုးမှုဖြစ်တယ်။ ဒီအာသာချက်ကလည်းနေချင်းညာချင်းပေါ်ပေါက်လာခဲ့တာတော့မဟုတ်ဘူးတို့ရဲဘော်တွေအနေနဲ့ကွက်ပြေမဟာပြူအောင်မှာပြည်သူခုကတော်လာစိတ်ကို၃နှစ်ကျော်မဆုံးမနဲ့ဆင်လွှဲခဲ့တဲ့ရလာဖြစ်တယ်။နေရာအတိုင်းမှာရန်သူမလုံနိုင်အောင်ထိ ंछ ုပ်တုံ့နောင်ထားနိုင်ခဲ့ကြတယ်။ဒီ၃နှစ်ကျော်အတွင်းရေပြင်ထောက်ဖို့လမ်းကြောင်းအားလုံးကိုစုမှုထိ ंछ ုပ်ထားပြီးဖြစ်တဲ့အတွက် ယူသိမ့်တိုက်ပွဲကိုစိတ်တိုင်းကျဆင်နွှဲနိုင်ခဲ့တယ်။ရန်သူတို့လူလက်နဲ့ရိတ်ခါမြေပြင်ကနေထောက်ဖို့လှုပ်ဆောင်နိုင်စွာလုံးဝကင်းမဲ့သွားခြင်းဟာသူ့အနေနဲ့ရေရှည်တောက်ခံဖို့ဖြစ်နိုင်တော့ပဲ။နောက်ဆုံးလက်နဲ့ချညှက်ခံခဲ့ရတာဖြစ်တယ်။ဒီပြည်သူလူထုထောက်ခံပါဝင်စစ်ကောင်စီတပ်သားတွေ မင်းတလို့အတွက်ကြောင်းကြနေရခြင်းဟာ PDF ရဲပေါ်တွေစိတ်ဖြောင်းပြောင်းအခုမပင်တိုက်ပွဲဝင်နိုင်မှုချက်ပြုတ်ကျွေးမွေးတောင်းပြည်သူတွေကခံခဲ့ရတာဖြစ်တယ်ပြည်သူထောက်ခံပါဝင်မှုတဲ့သူ PDF ပကဖပအဖပလဖနဲ့မဟာမိတ်တပ်ဖွဲ့တွေဟာစစ်စင်ရေးတောင်းလို့လက်တွဲညီညီခံခဲ့ကြတာလေဒီအောင်ပွဲကပြီးတဲ့စံနမူနာကောင်းဖြစ်တယ် သုံးရရှိတောက်ခံနိုင်စွာအင်းတော်မျိုးသိမ့်တိုက်ပွဲကို၈လကြာဆင်နွှဲခဲ့ရတယ်ဆိုတာတော့ရဲဘော်တို့တိပြီးဖြစ်လိမ့်မယ်ဒီဆစ်စင်ရေးအတွက်ဆုံးဖြတ်ပြင်ဆင်ရတဲ့ကာလပါထက်တွေ့ရင်အနှစ်တင်းတင်းကြာခဲ့တယ်နောက်ဆုံးဒီတိုက်ပွဲကိုဆုံးဖြတ်ပေးတာကတော့ဘယ်ဘက်ကပူတောက်ခံနိုင်စွာရှိတယ်လဲဆိုတဲ့အချက်ဖြစ်လိမ့်မယ်ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက် တစ်ဖက်လုံးကအခက်ခဲတွေရှိကြတယ်အထူးသဖြင့်ရုပ်ပိုင်းစိတ်ပိုင်းပင်မဆင်းရဲမှုကရင်ဆိုင်ခဲ့ကြရတယ်သို့တော့ PDF ရဲဘော်တွေဖို့တော့ဒီလူလူတို့ရဲ့ထောက်ခံအားပေးမှုကိုရရှိထားရုံမကငါတို့ဟာအတရားမှုကိုတွန်းလှန်ရင်တရားသောစစ်ကိုရှင်နှွေးနေကြတာဆိုတဲ့အသည့်ကအောင်ပွဲရသည့်အထိတောက်ခံမှုခွန်အားကိုပေးခဲ့တယ်။ အခုငါတို့လက်ထဲရောက်နေတဲ့တတ်မှခုံခုံတတ်မှမူအပါဝင်ပုံမှန်တွေကလည်းသူတို့ရဲ့နောင်သားကိုဖွင့်ထားဝေခံရတယ်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထက်ဝင်ဖို့ကတိပြုကြတယ်စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့ မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုအမြန်ဆုံးစွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်။ဒီလိုသာစွန့်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရမယ်။စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးလိုတယ်။အကျံဖက်ရှိကောင်စီဖို့နေမြင့်လေယူရင်လေဆိုသလိုပဲအခုဆိုရင်အရက်သားတွေကိုပြစ်မှတ်ထားတဲ့လေချောင်းတိုက်ခိုက်မှုတွေကိုစိုးစိုးဝါးဝါးကျူးလွန်လာတာတွေ့ရတယ်။ ပြည်သူ့ကော်မတီဆောင်ရှုပ်ဖို့တာဝန်ယူထားတဲ့တပ်မတော်ဖြစ်တဲ့အားလျော်စွာ PDF ရဲဘော်တွေအနေနဲ့ပြည်သူတွေလေကြောင်းအန္တရာယ်ကင်းဝေးဖို့လိုအပ်တဲ့ကြိုးရင်ပြဆင်မှုတွေအဆက်မပြတ်ရီပင်းနှိုးဆောင်မှုတွေပိုပြီးအားဆိုင်ဆောင်ရွက်ကြဖို့တိုက်တွန်းနေတယ်။တလောကနှုတ်ထခဲ့တဲ့ငလင်ကြီးကြောင့်ချစ်ကောင်စီရဲ့ပြည်သူအပေါ်စေတနာမဲမှုစွမ်းဆောင်ရည်မဲမှုအင်အားချိနေမှုဟာ မဖုံးနိုင်မဖိနိုင်ပေါ်လာတယ်။သူ့ရဲ့ဒီအားနည်းချက်တွေကိုဖုံးကွယ်ဖို့မလင်းတန်သင့်ပြည်သူတွေအပေါ်မျက်ကွယ်ပြုပြီးဒေချောင်းကြမ်းဖက်မှုကိုတိုးပြီးကျူးလွန်လာတာလည်းဖြစ်တယ်။ဒီချိန်ဟာအကြမ်းဖက်စစ်ကောင်းဆောင်ရဲ့ပြပခီးစင်များပြီးနေတဲ့တိုက်ဆိုင်တယ်။အခုဆိုရင်မြမရေးဟာကမ္ဘာခင်းချင်းနဲ့လည်းဆက်ဆက်လာတယ်။ဒီသူတွေရဲ့စန္ဒာသဘောထားကိုလစ်လျူရှုပြီး မြမပြည်ပေါ်ဩဇာတွန်းဖို့ကိုရိုးစီဝါအမျက်ထုတ်ဖို့ကြံရွယ်ရက်နဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကလည်းတတိကြီးထားတယ် PDF တမတော်ဖို့တော့မယူမဆောင်းကိုလမ်းကြောင်းကိုအားကောင်းမောင်းတာဆက်လက်ကြီးတက်ကြမှုလည်းဖြစ်နေတယ်အင်းတော်အောင်ပွဲကိုပြန်ကြည့်ရင်တောက်ခံနိုင်စွာက ဆုံးဖြတ်ဖြစ်ခဲ့တယ်။ပြည်ရဲ့ရဲဘော်တူးချင်းအနေနဲ့လည်းစိတ်ရှိဖို့ဇွဲကောင်းဖို့ဘလို့ခက်ခဲမျိုးချုပ်စီကြံ့ကြံ့ခံဖြတ်တန်းဖို့လိုအပ်တယ်။အင်းတော်အောင်ပွဲတည်းလူဒေါ်လာရင်းတစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောက်ခံနိုင်စွမ်းကပဲအဆုံးဖြတ်ပြီးလိမ့်မယ်။ငါတို့မှာမုံမြတ်တဲ့ပန်းချက်ရှိရှိငါတို့မှာကိုယ်နှုတ်နှလုံးနဲ့ထောက်ခံပါဝင်နေတဲ့ဒေါ်လာပြည် ှိတယ်။ဒါတို့မှာနိုင်ငံနဲ့တပ်ဖြတ်နေရယူထားတဲ့ဒေါ်လာရင်းရဲဘော်တွေရှိတယ်။ဒါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ဆက်လက်ညှစ်တင်ကြရမယ်။ဒါတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေမျိုးမျိုးစုံနဲ့ဆက်လက်ဖြည့်ဆည်းကြမယ်။ PDF တမတော်နဲ့မဟာမိတ်ကြီးပူချစ်ကြီးပူစီလုံးပူဟန်ချက်ကြီးဒီနိုင်ငံလုံးတိုင်းတာနဲ့ ဟာပြူဝမြောက်တိုက်ပွဲဝင်ရရင်အဆုံးသတ်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရားလုံးအတွက်ဖြစ်နိုင်မယ်လို့ယုံကြည်တယ်။ PDF တက်မတော်အထုံးရှိပါလိမ့်မယ်။ပြည်သူတော်လှန်ရေး